ူရဲ့အနားမှာဘလို့လူတွေကိုအမြဲတမ်းထားထားလဲဆိုတော့အကြံပေးနိုင်တဲ့ပညာနဲ့ပြည့်စုံတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူတွေကိုအများကြီးသူ့ရဲ့ဘေးနားမှာခြံရံထားတယ်။အဲ့တင့်ရဲ့ဘေးနားမှာတင့်ကိုအကြံပေးနိုင်ပြီးတော့တင့်ကိုအမြဲတမ်းလမ်းပြနိုင်တဲ့ဝိညာဉ်ပိုင်းဆိုင်ရာမိသားစုဝင်ဘယ်နှယောက်ရှိလဲပြန်စမ်းစား။တချို့ကဘုရားကျောင်းကိုလာတဲ့အခါမှာစံတေးဘုရားကျောင်းတက်ရတာပြောလို့လာတဲ့တစ်ဖွဲ့ရှိတယ် အဲ့ဒီလောက်နဲ့ကျင်းနေနေတာအမှန်တော့ဖယားသခင်ကတင့်ရဲ့အသက်တာကို Sunday တပတ်တစ်ခါလောက်ပဲကျွေးမွေးခြင်းနဲ့ဖယားမဟုတ်ဘူးနေ့ရဲ့အစဉ်တိုင်းမှာကြီးထွားစေခြင်းနဲ့ဖယားရှင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဘလို့ပြင်ဆင်ထားပေးသလဲဆိုတော့ cell group တွေကိုကျွန်တော်တို့ပြင်ဆင်ထားပေးတယ် cell group မှာဘသူဘသူတွေရှိကြတယ်ဆိုတော့ဒီအဖွင့်ငယ်လေးတွေကိုပြန်လဲပြီးတော့မှအသေးစိတ်เนาะတကယ့်ကိုဖယားရဲ့နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့အရာမိသားစုနဲ့ဆိုင်တဲ့လမ်းညွန်ချက်တွေကအစပြောပြပြီးတော့မှအကြံဉာဏ်ပေးမယ် group လေးတွေကိုကျမတို့ထားထားတယ် တော့ဘာဖြစ်တယ်လဲဆိုတော့အဲ့လိုချိတ်ဆက်လိုက်တဲ့အခါမှာဝิญဉ္ဇဉ်ပိုင်းဆိုင်ရာမိသားစုတွေတခါတည်းခိုင်ခန့်လာပြီးတော့အသက်တာမယိုင်လဲတော့ဘူးပေါ့ဒါကကျွန်တော်တို့အသင်းတော်မှာလှုပ်ဆောင်တဲ့ဤစနစ်ဖြစ်တယ်အကယ်၍သင်ဟာဒီအသင်းတော်မှာနှစ်ပတ်သုံးပတ်လောက်လာတက်နေပြီး cell group ကိုမရောက်သေးဘူးဆိုအလင်းမြန်သွားဟူရှင်းနဲ့ပတ်သက်ပြီးတော့စံစာထဲမှာဘလို့ရေးထားတယ်လဲဆိုလို့ရှိရင်ဟူရှင်းဟာတဲ့အရန်ကိုတစ္ဆာရှိတဲ့ပုံကိုတယောက်ဖြစ်တယ်အစာရှောင်တဲ့ပုံကိုတယောက်လည်းဖြစ်တယ်ဆွတ်တောင်းခြင်းအားကြီးတဲ့ပုံကိုတယောက်လည်းဖြစ်တယ်ဒါဝိတ်အတွက်ဆိုအမြဲတမ်းဘေးနာကနေ ရက်တည်ပေးတဲ့သူတယောက်ဖြစ်တယ်။ကြည်နော်။အဲ့တော့ဘာဖြစ်လဲဆိုတော့အခုနတိုင်းရေးပီးနဲ့ဆိုင်တဲ့အခြေအနေတွေကြုံတွေ့လာတဲ့အခါမှာဟူရှဲကဒီလောကနဲ့ဆိုင်တဲ့เนาะအဖြစ်ပြက်တွေအားလုံးရဲ့အထက်မှာဘုရားသခင်ရဲ့ဉာဏ်ပညာကိုအသုံးပြုလိုက်တော့ချက်ချင်းပဲအောင်ခြင်းဆိုတာသူ့ရဲ့အတ္တထဲမှာရောက်လာတယ်။ဒါဝိတ်ကလည်းအကြံပေးချက်ကိုလက်ခံလိုက်တဲ့အခါမှာအသက်ဆုံးရှုံးရာကနေပြီးတော့ကင်းလွတ်သွားတယ်။အဲ့တော့တုတ်တန်၁၁၁၄ထဲမှာဒီလိုပြောထားတယ်ဖတ်ပါအောင်အကြံပေးနိုင်တော့ အကြံပေးနိုင်သောညံမရှိလင်ပြည်သားတို့သည်ရှုံးတက်၏အကြံပေးနိုင်သောသူအများရှိလင်မူကားဘေးလွတ်တက်၏နှုတ်ကပတ်တော်ကတာဝိရဲ့အသက်တာထဲမှာပြည့်စုံတာအဲ့တော့ကျမတို့လည်းအမြဲတမ်းအခုချိန်ထိအကြံပေးခြင်းကိုကျမတို့လက်ခံယူနေရတဲ့လူတွေဖြစ်ပါတယ်ကျမတို့မှာကျမတို့လေးစားတဲ့ဝိညာဉ်ပိုင်းဆိုင်မှာကျမတို့ကိုအကြံပေးလမ်းညွန်ပြီးတော့ကျမတို့ကိုအမြဲတမ်းအာအားပေးနေတဲ့သူတစ်ဖွဲ့ဆိုတာတသက်ရှိတယ်လူတိုင်းကတော့ကျမတို့က ကိုယ့်အတွက်နော်လိုက်ပြီးတော့လက်မခံပါဘူး။ဘာဖြစ်လို့ဆိုလူတိုင်းကဘုရားသခင်နဲ့မှန်တာမှမဟုတ်တာ။အာမင်။တချို့တွေကဟာကိုကိုယ်တငယ်ချင်းကိုချစ်တယ်မယုံကြည်သူဖြစ်လဲသွားရင်ဖွင့်တဲ့သူတွေရှိတယ်။အဲ့တော့အဲ့မယုံကြည်သူကတင့်စီကိုနော်ပြန်ပြီးတော့ပြောမယ်စကားကဘုရားရဲ့တရားစကားနဲ့မညီဘူးဆိုရင်တင်လုံးပါပါမှာ။ဆိုပါစို့တင်ကမတင်ကဥမာတစ်ခုပြောပြမနော်။တင်ကတင့်ရဲ့မိသားစုထဲမှာဇနီးတိုင်းနဲ့ခင်မွန်းနဲ့ပြဿနာတက်နေတယ်။ရန်ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာသင်ကတင့်ရဲ့တငယ်ချင်းမယုံကြည်သူကိုသွားပြောတဲ့အခါမှာမယုံကြည်သူကဘာပြန်ပြောမယ်ထင်လဲဒီတစ်ခါပြန်ပြောလို့ရှင်တွေ့ပလိုက်ဆွဲလိုက်ဂျန်ဟန်ရီရဲ့စကားဆွဲပလိုက်ယောက်ချားဆိုတာမန်ထားတာအဲအဲ့လိုရှိတယ်ယောက်ယောက်ချားဆိုတာမန်ထားတာဒီဒီလိုဟာအตาလေးပဲအိမ်ပြန်မအိမ်နဲ့နှစ်ရက်လောက်ငြိမ်ကြသွားလိမ့်မယ်အဲ့တော့အပြင်ကလူတွေရဲ့ အကြံပေးချက်ကဖယားစကားနဲ့ညီလာဖယားစကားကအဲ့ဒီလိုမပြောထားဘူးလေဖယားစကားကဘယ်လိုပြောလဲတယောက်အောင်တယောက်ကိုကိုနှိတ်ချလျက်နေကြလို့အချင်းယောက်ျားတို့ခရစ်တော်ကအသင်းတော်ကိုချစ်တဲ့မေတ္တာနီးတူချစ်ကြလို့အချင်းမိန်းမတို့ခရစ်တော်ရဲ့စကားကိုအသင်းတော်ကနာခံတကယ်သူဝန်ခံတကယ်သူကိုခင်ပွင့်ရဲ့အုပ်ဆိုးခြင်းကိုနာခံဝန်ခံကြလို့ come on ဒါကြောင့်မလို့ကျမတို့ 没到处问，都要亲身体验过，对我们的业绩，个个不都过审判的了？哎，你审判的多，过要文人一样来，别在讲的，所以多也冇会满的。阿门，拿着的哭，过审判的多个，有几个人咯？过审判的多个，过要文人一样在激烈路体验到吗？也冇会了，都过累了吧？ အရန်အတင်းပြတ်တဲ့အမှုတော်ဆောင်တွေကျွန်မအများကြီးမြင်ဘူးတယ်တကယ်ပြောတာအသင်းတော်တစ်ခုလုံးမှလေအဲ့ဒီဆရာကိုအရန်လေးစားလို့လို့သွားပြစ်လိုက်တာအသင်းတော်တစ်ခုလုံးတည်သွားတယ်သူတအိမ်တက်တအိမ်စင်းလိုက်ပြောတာဒါကြောင့်မို့ကျွန်မတို့တည်တည်ချာချာလေ့လာဖို့တော့အရေးကြီးတယ်ကျွန်မနဲ့ဆရာဆိုရင်ဘလောက်တောင်မှဘလောက်တောင်မှ secret ကို သူတို့ကလာရင်ဖွင့်ပြီးထိမ့်ပေးတယ်လေဆိုရင်သူ့ကိုလာရင်ဖွင့်တဲ့ဟာကိုကျမကမပြောဘူးမပြောနဲ့ဆိုမပြောဘူးသူကကျမကိုလာရင်ဖွင့်ထားတယ်ဆရာဆောင်းကိုမပြောနဲ့ဆိုကျမလုံးဝမပြောဘူးဘာဖြစ်လို့လဲဆရာဆောင်းမသိသင့်လို့ပေါ့ right so ထိုကဲ့သို့တယောက်ပေါ်မှာတစ္ဆာရှိမဲ့သူကိုကျမတို့ကရှာဖို့ရအတွက်အရေးကြီးတယ်မဟုတ်ရင်ကျမတို့ဒုက္ခရောက်လိမ့်မယ် Godly wisdom လို့ခေါ်တဲ့ဘုရားသခင်နဲ့သက်ဆိုင်တဲ့အကြံပေးချက်နည်းလမ်းတွေကိုသင်ရကျင်နေဆိုရင်တွေးကြရလို့ယဉ်ဖွင့်ဖို့မဟုတ်ဘူး အာမင်တချို့ကအထင်ကြီးစရာကောင်းတဲ့ဗိတ်သိမ့်နဲ့ပြေးသွားတဲ့ဆရာတွေဆရာမတွေရှိလိမ့်မယ်တင့်ကိုစိတ်မဝင်ဆိုင်ရင်မဖွင့်နဲ့တင်ရင်ဖွင့်လိုက်ပြီးတော့တင့်ကိုစစ်တောင်းပေးမယ်နော်တောင်းပေးတာမဟုတ်ဘူးနားလိုက်ပြီနော်ဒါကြောင့်မလို့ကျမတို့ကလူတိုင်းကိုရင်ဖွင့်ဖို့မဟုတ်ဘူးအကြံပေးတကယ့်ကိုကောင်းတဲ့သူကိုကိုလည်းချစ်တဲ့သူကိုကိုစိတ်ဝင်စားတဲ့သူကိုဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာရှာဖို့ရင်တွေ့ဖြစ်တယ်အာမင်ကဲတော့ တုတ်တန်59 20နှစ်မှာလည်းဒီလိုပြောထားတယ်ဖက်ပေါင်းတိုင်ပင်ခြင်းမရှိလင်တိုင်ပင်ခြင်းမရှိလင်အကြံပြတ်တတ်ဤတိုင်ပင်တော်သူများလင်မှုကအကြံတည်တတ်ဤအာမင်ချိုးကြတော့လည်းရမ်းတော်တာချီအိဘသူကမှသူကရင်မဖွင့်ခြင်းဘူးအဲအဲ့လိုတစ်ဖက်တက်တက်လည်းရှိတယ်အတင်းအောင်ချီရလားငါငါတို့ငါတို့လှူထားတာတိုက်ဆိုင်ခွင့်လို့တချို့ပြောတာဒီမှာရှိတဲ့သူတွေမပါဘူးဟိုအပြင်ကသူတွေ ။ online သူလည်းမပါဘူး။အဲ့တော့ငါတို့ပညာတက်ငါတို့အမေရိကန်မှာကျောင်းတက်ခဲ့တာ။ तू ဘယ်လောက်သိလို့လဲ။ငါငါကျွမ်းကျင်တဲ့နယ်ပယ်ကို तू ကျွမ်းကျင်လာမှာမဟုတ်ဘူး။ငါဒီနယ်ပယ်မှာဒီလိုသိခဲ့တာဒီနယ်ပယ်မှာငါဒီလိုလေ့လာတာဒီနယ်ပယ်မှာကျွန်မပြောပြမယ်သင်ဘယ်နယ်ပယ်ပဲလေ့လာလေ့လာဘုရားသခင်ရဲ့လူကိုဘုရားဖွင့်ပြလိုက်ရင်သင်၁၀နှစ်စာသင်ထားတဲ့ပညာတက်ဒါပြည့်မြတ်တဲ့ပညာအသင်ကိုပေးနိုင်တယ်အာမင် မယုံမရှိနဲ့ဟိုကျမတို့နိုင်ငံရေးတွေဖြစ်ပြနေတဲ့အချိန်မှာအရန်ခက်ခဲနေတဲ့အချိန်မှာပြိုလဲနေတဲ့အချိန်မှာတတိုင်းတပီလုံးပြိုလဲနေတဲ့အခါမှာကျမတို့အသင်းတော်ကဘာလို့ထနိုင်ခဲ့တယ်လဲသိလားဆရာစောတရားအဲ့အချိန်မှာမာနကြီးကြီးမနေဘူးမကြီးနေဘူးကျမတို့လည်းမာနကြီးကြီးမနေဘူးကျမတို့ကိုအကြံပေးနိုင်တဲ့ဆရာကြီးမှာကျမတို့ဘာဆက်လုပ်အောင်မလဲမသိဘူးဆိုရရအောင်တိုင်မြတ်ပြည့်တဲ့အခါမှာသူပြောတဲ့စကားလေးအရန်ကြိုက်တယ်ဘုရားသခင်ကိုပဲအာယုံပြုကြပါရစေ ရန်ကျမသဘောကျကြတယ်။သိုးထင်းကိုတဲ့ရိုက်တက်လိုက်ပြီဆိုသိုးတွေကကွဲလွင်းကုန်မယ်။မင်းဟာသိုးရင်းဖြစ်တယ်။မင်းလဲလို့မရဘူး။ဖះဖို့အာယုံဆိုင်ပါ။စကားအများကြီးမပြောဘူးနော်။ချစ်လက်လွန်းတယ်။ဒါပေမဲ့အဲ့ချစ်လက်လွန်းတဲ့စကားကပဲကျမတို့အသင်းတော်ကိုမြန်မာနိုင်ငံရဲ့노ထမှုအတွက်နောက်တဲ့တစ်ဆင့်ကိုဆွဲခေါ်သွားပြီ။ Hallelujah. ဘုရားသခင်လက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်အဲ့ဒီနေရာမှာဒါကျမတို့ကအကြံပေးချက်ကိုနားမထောင်ပေးနဲ့ဘာမှလည်းမသိဘူးသူ့နိုင်ငံမှာကအေးအေးဆေးဆေးကောင်းစားနေတာညဘာမှမသိမနဲ့ကိုယ့်ရဲ့အချင်းနဲ့ကိုယ့်ရဲ့ခံစားချက်မမြင်ရဘဲနဲ့အဝေးကနေဒီလိုဒီလိုလာလက်ညှိုးမထိုးနဲ့လို့ကျမတို့ပြောလို့ရလားဆိုတော့ပြောလို့ရတယ်။ဒါပေမဲ့အဲ့လိုလူကိုဘယ်လိုခေါ်လဲဆိုတော့မာနကြီးတဲ့သူဘယ်လိုခေါ်လဲမာနကြီးတဲ့သူကျမတို့တယောက်ချင်းဆိုင်ဟာကိုကိုကို ဖခင်ရဲ့အရှိန်မှာနှိမ်ချတဲ့သူတွေဖြစ်ရကိုယ့်ရဲ့မျက်လုံးထဲမှာကိုကသေးနေတဲ့သူတယောက်ဖြစ်ပေါ်နေရေးကြီးရနော်တချို့တွေကကိုယ့်ရဲ့မျက်လုံးထဲမှာကိုကသူရတဲ့အရန်ကိုကြီးကျယ်ခမ်းနားနေတဲ့သူလို့ထင်တတ်ကြတယ်အဲ့ဒါကိုမာနကြီးတယ်လို့ခေါ်တယ်ဒါကြောင့်မို့မာနကြီးနေတဲ့သူရဲ့အတ္တတာထဲမှာဖခင်တခင်ထပ်ပြီးတော့သွန်လောင်းပေးခြင်းနဲ့ယာရင်မရောက်လာတော့ဖခင်ရဲ့ဉာဏ်ပညာမရောက်လာတဲ့အခါမှာနောက်တစ်တစ်ဆင့်သူရောက်ရမယ့်ချင်းမြောက်ခံရခြင်းကို तू မရောက်တော့ ဒါကြောင့်ကျမတို့ဟာမာနကြီးနေရာကဘာနဲ့တူတယ်လဲဆိုတာကိုသတိရစေချင်တယ်။ကဲအောင်လုံးလက်သီးလေးဆုပ်ကြည့်ပါဦး။လက်သီးလေးဆုပ်ကြည့်ပါဦး။လက်သီးဆုပ်ထားတဲ့သူလိုပဲ။ဘုရားသခင်ကထဲ့ပေးဘလောက်ပဲထဲ့ပေးခြင်းထဲ့ပေးခြင်းသင်ကလက်သီးဆုပ်ထားတဲ့အတွက်ကြောင့်မလို့ဘုရားထဲ့ပေးလို့မရ။ Come on ။ကိုမင်းအမရှိတဲ့သူကိုပြောပါနှိမ်ချတတ်ပါစေညီကို။အာမင်။